ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့ရဲ့ new future youtube channel ကနေကြိုဆိုပါရစေမင်္ဂလာအပေါင်းနဲ့မပြည့်စုံတဲ့အခါတမရမှာတော့ကျွန်တော်တို့လည်းထပ်တူဝမ်းနဲ့ကြေကွေးရပါတယ်ဟုတ်ကဲ့ကိုကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာလောလောဆယ်တော့ဒီသတင်းအနေနဲ့ပတ်သက်ပြီးတော့ဒီအချုပ်တော်မဟုတ်ဘူးဗျာကျွန်တော်တို့တည်သလောက်လေးကြီးပေါ့ကျွန်တော်မြန်မာနိုင်ငံသားတွေလည်းကျွန်တော် YouTube channel ကိုဝင်ကြည့်တဲ့မြန်မာနိုင်ငံသားတွေတော့တည်တည်သိကျွန်တော်ပေါ့နော်ငလျင်တန်ကြောင့်တည်ဆုံးတဲ့ဥယျာ3000နဲ့3000ကျော်သွားပြီဗျမန္တလေးမှာဆိုရင်2122ဦး နေပြည်တော်မှာ605ဦး၊စကိုင်းမှာ908ဦး၊ပဲခူးမှာ44ဦး၊ရှမ်းပြည်နယ်မှာ66ဦးအားလုံး3300ကျော်သွားပြီ။အဲ့ဒီဒီမှာမှာထိခိုက်ဒဏ်ရာရတဲ့ဦးရေက4508ဦး၊ပျောက်ဆုံးနေတာက220ကျော်ရှိတယ်။ဒီလိုမျိုးသတင်းတွေဟာ update တော့ဖြစ်တယ်ဒါပေမဲ့စည်ရင်ကတေချာတိကျသလားဆိုတော့မနေ့ကညနေအထိစည်ရင်အတိအကျကိုကျွန်တော်ကဒီကနေပြောပြခြင်းဖြစ်တယ်မနေ့ကဆိုရင်မန္တလေးက မန္တလေးမှာမိုးရီအချိန်အခါမရှိပဲမိုးရွာလဲရောကျုံးပေးမှာကွယ်ဟိုနေထိုင်နေရတဲ့ရွက်ပြင်းတဲ့ထဲထိုးပြီးနေရတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့အတိဒုက္ခတွေအရန်ကိုရောက်နေတဲ့အနေထားတွေဒီလိုရောက်နေတဲ့အနေထားမျိုးမှာထုံးတမ်းတိုင်းပေါ့ဗျာကျွန်တော်တို့ကဒီတစ်ဖက်သက်ပြောမယ်ဆိုရင်စက္ကဆာရဲ့ရုံမှန်မှုလို့ပြောရင်မကောင်းဘူးဒါပေမဲ့ရိုင်းဆိုင်တယ်လို့ကျွန်တော်ကပြောလို့ရတယ်ဘာလို့လဲဆိုတော့ရုံမှန်ပြီးရက်စက်တဲ့အနေထားမျိုးတွေဖြစ်နေလောက်အောင် သူဒီဒီနိုင်ငံတနိုင်ငံကိုစကားစကားအုပ်စိုးနေတယ်ဆိုရင်သူအုပ်စိုးနေတဲ့ကာလတိုင်းမှာပြည်သူ့ကိုအကူပြုထားရမှာလေဟုတ်အစီအပြေအောင်ထားရမယ်ပြည်သူလုံးလုံးချုံချုံလုံးလုံးချုံချုံနဲ့ပြည်သူတွေထားရမှာအေးကြကြနဲ့ထားရမှာလေဒီလိုထားရမယ်အနေထားမျိုးစကားစကားမထားနိုင်တဲ့ဒီနေ့အကွက်တက်ကွက်ရှိကြတာကျွန်တော်တွေ့တယ်ဘာတွေ့လဲဆိုတော့ဥပမာဗျာကျွန်တော်တို့ဒီအခုအချိန်ထိမြန်မာနိုင်ငံတိုင်းကိုကယ်ဆယ်ရေးလေရင်53ကြီးနိုင်ငံပေါင်း59နိုင်ငံကနေလုံသားအင်အား 1900ကျော်လာပြီးတော့ကျွန်တော်တို့ငလီဘေးကိုလာပြီးတော့ကူညီနေတာ ရှိတယ်။ကူညီနေတာရှိတဲ့အပြင်အဲ့ဒီ squat squat ဆိုတဲ့အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့အိန္ဒိယ၊ဂျပန်၊အမေရိကန်နိုင်ငံတွေကဒေါ်လာတန်း30ကျော်လှူထားတယ်။အဲ့လိုလှူထားတဲ့အတွက်စလှူတဲ့အချိန်ခါမျိုးမှာဒါအခုလည်းသိမှာပါ။ဟိုလက်ရှိအုပ်ချုပ်နေတဲ့စက္ကဆာကိုလည်းမပေးဘူး။ကျွန်တော်တို့ဒီအဝေးရောက်အစိုးရ NGO လည်းမပေးဘူးဆိုတဲ့တရင်နေကြားတယ်။အဲ့တော့ဘလို့ရက်ဖက်အဖွဲ့ကြီးတွေအနေနဲ့ကူညီဖို့ဆိုပြီးတော့ဒီငွေတွေကိုဟောပြီးအပ်ထားတာရှိတယ်။အဲ့ဒီတော့ကျွန်တော်တို့ဒီခင်ဗျားတို့ ဟိုတနေ့တနေ့တနေ့မကြားရမှာသူဘဘိုက်ရဲ့ရုံမှမအကွက်ပေါ့အကွက်ဆန်းအကွက်ဆန်းအစ်ဘလို့လုတ်လဲဆိုတော့ငါလေရင်တန်ကြောင့်တေဆုံးသွားတဲ့လူတဦးစီကိုဆယ်သိန်းပျက်စီးသွားတဲ့အဆောက်အဦးတွေကိုထောက်ဝခန့်ပြန်ပြီးတော့အကုန်ကြခံပြီးအစိုးရကစောက်ပေးမှာပဲဆိုတော့မျောချောင်းသိန်းနဲ့အကွက်ကလေးတွေ့လာဒါဆိုခဏသဘောပေါက်တယ်ဟုတ်တယ်ပေါ့နိုင်ငံတကာကလူလာတဲ့ငွေကြီးတွေအားလုံးကိုငါဟာအစိုးရပြစ်တဲ့အတွက်ငါဒီမှာလုံနေပါတယ်ဆိုလို့အရာကိုသူကအဲ့ပါ तू အဲ့အဲ့အဲ့ဒီငွေကသူလက်ထဲကိုထည့်စီခြင်းတော့ထည့်စီခြင်းတာ ထက်စီခြင်းလို့လုတ်လာတဲ့အကွက်တွေအကွက်စမ်းနေပေါ့ဗျာအကွက်စမ်းလို့ရတယ်အစိုးရတရက်ကဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကတော့မအားဖို့လိုတယ်။ဘာကြောင့်မအားဖို့လိုလဲဆိုတာကအဲ့ဒီပစံကိုငါတို့ပြည်သူတွေပဲရရမယ်လို့ဆိုပြီးတော့ခင်ဗျားတို့60မိနစ်တည်းကတွေးခဲ့တာအခုချိန်ထိရောက်နေပြီ။ပြည်သူဗန္နာပြည်သူချွေးနှဲဇာကိုတော့မတရားဂုံတွေးစုပ်နေတဲ့ဖက်စစ်စစ်တပ်ပေါ့။ကိုနေမျိုးစင်ပြောတော့ဖက်စစ်စစ်တပ်တကယ်ကိုဖက်စစ်စစ်တပ် ။ဘာကြောင့်ဒီစကလုံးအသုံးနှုန်းတွေကိုသူတို့သုံးတယ်လဲဆိုတော့ကျွန်တော်တို့လက်ရှိကြုံနေရတဲ့မြန်မာနိုင်ငံအတင်းရအနေထားကိုစစ်ဘေးဖြစ်တယ်ဗျာ။အခုတဘာဝဘေးတန်ရေဘေးဖြစ်တယ်၊ငလျင်ဘေးဖြစ်တယ်၊ဗမာလဲပြည်သူတွေအတွက်ခိုကိုရမဲ့နေတဲ့။မနေ့ကတော့ပြောပါတယ်ကျွန်တော်တက်တော့လိုက်ပါ။ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာနေသာပင်ဖြစ်နေတာငါတို့ပြည်သူတွေဘလို့မျိုးယုံထွက်နိုင်ကြရပါမလဲ။ဒါဆိုရင်ကိုကျင်းစာတရားဆိုတဲ့အရာကဗမာလဲမင်းတို့တည်တဲ့ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဆိုပြီးတော့ ဘယ်မှာလဲကောင်းမွန်တဲ့ကိုကျင်းစာတရားတွေကျွန်တော်တို့နိုင်ငံကကိုရဲ့အယူတွေလွဲတယ်လားဟိုအသွေးခေါ်တွေလွဲတယ်လားတော့မသိဘူးအခုဒီမှာကြည့်ပါဦးနလပိုင်းကမန္တလေးတိုင်းအညာဒီတမှာတဲ့ဝိညာဉ်စီးပွဲလှုပ်လို့ငလင်လှုပ်တယ်လို့ပြောနေကြတယ်အဲ့ဒီဟာကြီးကအခုဘယ်လိုမျိုးမြင်လဲတောင်းနေကြဟိုအပြစ်တင်နေကြတယ်ဗောဗျာဟုတ်ဒီဝိညာဉ်ဟုတ်ဒီလိုမျိုးလှုပ်လို့ဒီလိုမျိုးငလင်လှုပ်လှုပ်တာဗောအဲ့လိုမျိုးအပြစ်တင်နေကြတယ်ဩ ငလီငလီဟိုဟာငလီတော့သွားတာဒီ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 အကြောင်းပေါ့ဒါကဘိုင်းကမန္တလေးတိုင်းအညာတီတမှာပါလေဝိညာဉ်စီးပွဲလို့လို့လို့ငလင်လို့တယ်လို့ပြောနေကြတာလေအဲအဲ့ဒီဟာတွေကအဲ့ဒါကတော့ကျွန်တော်ဘယ်လိုမျိုးတွေးနေကြတာဘယ်လိုမျိုးတွေးလဲဆိုကျွန်တော်အမြင်နဲ့ပြောမှဆိုရင်လူတွေရဲ့အစွန်းရောက်တဲ့အစွန်းရောက်ဖြစ်လာမှုတွေပေါ့အင်းဟင်းအဲ့အစွန်းရောက်ဖြစ်လာမှုတွေမှာကျွန်တော်အဲ့ဒီဒီချိန်မှာတော့ကျွန်တော်ပြောကြည့်မယ်နော်အင်းဟင်းပြောကြည့်ကိုတန်ခါနိုင်ရကဆရာတော်တို့ရဲ့ပို့ဆမှုတွေပေါ့အင်းဘာကြောင့်လဲဆိုတော့ဗီရင်နေ တာတော်တွေဟိုပင်းနေရတရားချီတာရတရားချီတိုင်းဓာတ်ဓာတ်တွေလိုက်ပြီးယုံကြတယ်အဲ့ဒီမှာဖြစ်တဲ့ပြဿနာကျွန်တော်အရင်ဆုံးစတည်တော့တော့ပါလဲတော့တိုက်ဆိုင်မှုရှိလို့လားတိုက်ဆိုင်မှုမရှိပါဘူးတိုက်ဆိုင်မှုမရှိပါဘူးဘလို့တော့အယူဝါဒတီးပြီးတော့ပတ်စံရှိတဲ့နေမရမရပါတဲ့ဘလို့ပြောသူတို့တေသွားတဲ့ကလေးတွေကလာပြီးအိမ်မက်ပေးတယ်ပေါ့ဗျာအိမ်မက်ပေးတယ်ကျွန်တော်သူတို့ကိုဒီလိုမျိုးဟိုတန်ငါတန်ငါအဖြစ်နဲ့ကိုရင်အဖြစ်နဲ့တန်ငါဘောင်ကိုတွင်းပေးမယ်ဆိုရင်သူတို့တွေကျွတ်မှာပေါ့ကျွတ်လို့ပြီးတော့မင်းတို့တရွာလုံးနဲ့စီပင်ဝါပြောချမ်းသာမယ်ဆိုတဲ့အယူဝါဒကို အဲ့ပါဆွဲပြီးတော့တို့ကဒီမှာလောက်တယ်ဒါဆိုရင်ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အမျိုးဘာသာသာသနာကိုစောက်ရှောက်မှာပဲဆိုတော့မဘာသာအဖွဲ့ကြီးဘယ်ရောက်နေလဲအေးဟုတ်တယ်လေဘယ်ရောက်နေလဲဒါဒီနေရာမှာထည့်ပြောတာခုနကငလင်းဘေးနဲ့ကြုံနေရတဲ့ပြည်သူတွေလမ်းဘေးမှာတိုက်အိမ်ကြီးကိုလမ်းညှိုးထိုးပြီးဒီနေရာမှာငါဝယ်ပြီးတော့ငါတို့ဒီအောက်မှာအိမ်နေရတယ်ဆိုတဲ့အရာကိုပြောနေတဲ့ပြည်သူတွေကိုကူညီမဲ့စစ်တပ်อืมရဲ volunteer အစိုးရဝန်ထမ်းပြူဘယ်တွေရောက်နေလဲ အဲ့ဒီလိုပဲအခုဒီဘာသာရေးကိုအစွန်းရောက်ပြီးတော့အယူတယူတန်သွားတဲ့လူတွေအပေါ်မှာခင်ဗျားတို့မျိုးဘာသာသာသနာကိုစောက်ရှောက်ပါတယ်ဆိုတော့မဘာသာအဖွဲ့ကြီးကဘယောက်သွားလဲနိုင်ငံတော်မှာတကယ်ထေထေကြီးဝါကြီးတန်ကဆရာတော်တွေရှိတဲ့အရာမှာဘာကြောင့်ဒီအမှန်တရားတစ်ခုကိုမလုတ်ပေးနိုင်ကြတာလဲဒီလိုအယူဝါဒတိတ်နေတာကိုဘာကြောင့်ခင်ဗျားတို့မှန်ကန်အောင်မဖြေပေးနိုင်လဲဒါပဲဗျကျွန်တော်နိုင်ငံဟာစနစ်တကျနဲ့ ပျက်စီးနေပြီခြတောင်မှုခြစားသလိုပဲစနစ်တကျနဲ့ကိုဖို့ပြီးတော့စနစ်တကျနဲ့ကိုပြန်ပြီးပျက်စီးနေပြီနောက်တစ်ခုလာလိုက်တယ်နောက်တစ်ခုကပါလဲနောက်တစ်ခုကငန်းလင်းကြောင်တယ်မစိုးရင်ကြောင်တက်ပျက်စီးတယ်ဗျာတဲ့ကြောင်မဒီအလူရှင်ကိုတဲ့ဘုန်းကြီးက ပြောတာဘယ်လိုထင်လဲတဲ့ အဲအဲ့ဒီဟာကြီးအခုဘယ်လိုဘယ်လိုမျိုးထင်တာလဲ။ဩငလင်တန်ကြောင့်ဟိုပြိုလဲပျက်စီးသွားတယ်ကျွန်တော်တို့တမိုင်းဝင်ပါတော့။လဲတမိုင်းဝင်တမိုင်းဝင်မဆိုးရင်ကြောင်းတဲ့ကြီးကိုပြန်ပြီးတော့ကြောင်းတဲ့ကြီးဟုတ်တယ်။ပြိုလဲသွားတဲ့အချိန်မှာမတ်တီတဲ့အလူချင်းကအဲသိန်း2000လားမသိကျွန်တော်သိတော့တော့အဲ့လောက်မတ်တီပြီးတော့ရှင်းမူအတိုင်းပြန်ပြီးပြုတ်ပြင်မယ်တဲ့။ပြန်ပြီးပြုတ်ပြင်မယ်။ဩအရင်ကအတိုင်းအရင်ကအတိုင်းရှင်းပုံစံနဲ့တပုံစံနဲ့အချမ်းမချအကုလုံးစေးရသအကုလုံးသအဲ့တော့ပြန်ပြုတ်ပြင်မယ်တော့ကျေးဇူးအများကြီးတင်ပါတယ်။ဒါပေမဲ့အဲ့မှာဖုန်းကြီးပြောသွားတဲ့ခစ်တဲ့ဘန်စကားတစ်ခုရှိတယ်။ဘာလဲတော့ ဒီလိုမစိုးရင်ចောင်းတိုက်ကြီးရဲ့တကားဖြစ်တာကိုသူကကိုယူတယ်ဗောနော်ဒီလိုဟွာဗောอืมဘာလို့ပြောမလဲငွေတွေအများကြီးချမ်းသာတာလည်းမစိုးဒီလိုငလင်းဘေးဒဏ်တင့်နေတဲ့အချိန်မှာဒီဘုန်းကြီးပြောတဲ့စကားကဒီအလှရှင်နဲ့အလှခံတဲ့ပုံကိုနဲ့ပြောတဲ့စကားကโอเคတယ်อืมဒါပေမဲ့ပဝင်းကျင်အနေထားနဲ့တွဲကြည့်မယ်ဆိုရင်ဘုန်းကြီးကအတ္တဆောင်သွားတယ်ကျွန်တော်မြင်တယ်ဟုတ်တယ်ဘာဖြစ်လဲဆိုတော့ပြည်သူတွေအများကြီးဆုံးရှုံးနေတာဒီအချိန်မှာပြည်သူတွေဆုံးရှုံးတာတို့ပြည်သူတွေအခုချိန်မှာ ဒုက္ခရောက်နေတဲ့အချိန်စားဖို့နေရည်ဒါမဲ့အဲ့ဒီပိစံကိုတကယ်အဲ့ဒီရေးကြီးတဲ့နေရာရေးကြီးတဲ့နေရာတတ်သုံးမယ်ဆိုရင်ကျွန်တော်ကလည်းကျော်လဲဗုဒ္ဓဘာသာလူအဲဟုတ်ပြီဗုဒ္ဓဘာသာပဲဗုဒ္ဓဘာသာဝင်မယ်ပေါ့ဗျာဒါပေမဲ့အဲ့အဲ့ဒီမှာအဲ့ဒီပိစံကိုဒီကြောင်းတဲ့ဟိုအရင်သောက်မယ်ဆိုရင်အခုအနေနဲ့ကဟိုဘယ်လိုမြင်လဲဘာဖြစ်လဲဆိုကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ပြည်သူတွေကတော်တော်ကိုဒုက္ခရောက်နေတယ်လေဗျဒီပိစံအဲ့ဒီနေရာမှာတတ်သုံးမယ်ဆိုရင်ပို့ပြီးတော့ထိရောက်မှုမရှိဘူးလားပို့ပြီးတော့မကောင်းဘူးလား ဟုတ်ကဲ့အခုအခုပြောတဲ့အချက်နှချက်ပါတော့မန္တလေးတိုင်းမှာမွေးညင်စည်းဝေးလုပ်တယ်လို့မစိုးရင်ကြောက်တဲ့ဒီကိုကျွန်တော်တို့ကလှူတဲ့လူရောအလှူခံတဲ့ပုဂ္ဂိုလ်ရောခွန်ကြီးရောအပြစ်မြင်တာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒီမှာဘာလွဲနေရဲဆိုတဲ့ဒီဒီကာလမှာပေါ့တလွဲစပင်ကောင်းနေပေါ့တလွဲစပင်ကောင်းနေဖြစ်နေတဲ့အရာကအယူဝါဒဆွဲတွေအတ္တဆွဲတွေတကယ်လိုအပ်နေတဲ့အရာကိုမကူညီမထောက်ပံ့ဘဲနဲ့မလိုအပ်တဲ့နေရာမှာကျွန်တော်ခဏခဏပြောသဘောကြာအုံနေခဲတွေစုပုံနေတဲ့အချိန်တုန်းကဘာမှမရှိဘူးဟုတ်တယ် ဥနီကလေးစုပုံပြီးညမ်းစီပြီးတော့ဖျားဖြစ်ပါပြီးရွှေလဲချတိုက်ကောဖီမလုံးထောင်ပြီးတော့ဝိုင်းပြီးရှိခိုးကြတဲ့မြန်မာနိုင်ငံသားတွေရဲ့တကယ်အရေးကြီးတဲ့အရာခုနကမနက်ကအခုနဲ့ကျွန်တော်ပြောဆိုပေါ့တပားသူကိုငါတို့တွေလိုက်ကူညီနေရင်းနဲ့ငါတို့ကိုယ်တိုင်ကူညီမဲ့နေတော့ငါတို့မသိကြဘူးဟုတ်တယ်ဟုတ်တယ်အဲ့ဒီအရာကကျွန်တော်တို့ကပြည်သူမှပြည်သူဆိုတဲ့ပြန်ပြီးတော့ကူညီနေပြီမဲ့ ငါတို့ကူညီတယ်ငါတို့ကိုငါတို့ပြန်မကူညီနိုင်ဘူးဆိုတာကတနိုင်ငံလုံးအတိုင်းအတာနဲ့ပြောမယ်ဆိုရင်စစ်အာဏာရှင်စနစ်ကအောက်ကနေယုံထွက်ဖို့ဒီစနစ်ဆိုးကိုအပိတိုက်ဖြတ်ဖို့ဆိုတဲ့နေရာမှာငါတို့ဘဝတွေကိုဒီလိုအဖြစ်ဆိုးမျိုးတွေမကြုံရအောင်ငါတို့ကိုငါတို့ဘာလို့ပြန်ပြီးတော့မကယ်တင်နိုင်နေကြတာလဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဒါအရင်အရေးကြီးတယ်ဗျဟုတ်တယ်ဘာသာရေးသာသနာတာရေးနာရေးလူတိုင်းမှာရှိတယ်တကယ်အရေးကြီးတဲ့အရာနဲ့အရေးမကြီးတဲ့အရာဖျားကစွန့်တော့ကတ်တဲ့အချိန်မှာ ကျွန်တော်အတွင်းနေပါတော့ဟုတ်ကဲ့ငါ့ကိုစွန်ခဲပွဲတွေလာကတ်နေတာနဲ့ဆိုင်ရင်တဲ့မရှိနုံးမတဲ့လူကိုမစ်သွားလှူတာကပုံပြီးကုသိုလ်ရတယ်ဆိုတဲ့စကားလေးကိုမူတည်ပြီးတော့ဒီမှာဘုန်းကြီးလို့သွားပြီးတော့တဲ့အရာနဲ့အเจ้าကြီးကိစ္စလေးတွေကိုပြောချင်းဖြစ်တယ်အခုဒီဝိညာဉ်စည်းဝဲဆိုတဲ့အရာမှာအယူဝါဒတည်တာတွေအတ္တတွေကျွန်တော်မျိုးဖြစ်ပြနေတဲ့အရာကိုနိုင်ငံအုပ်ချုပ်မင်းလုပ်တဲ့လူရဲ့စက္ကဆာအာနာရှင်စနစ်ကအောက်မှာရှိတဲ့မဘာတာအဖွဲ့စည်းဆိုတဲ့အရာတွေကဒီလိုမျိုးတလွဲစပင်ကောင်းနေတဲ့အရာကိုဘာတွေလုပ်နေကြလဲ အဲ့ဒါသူတို့သူတို့ကပဲအားပေးတာလားဒီမှာဒါဆိုရင်နိုင်ငံတနိုင်ငံတိုးတက်ဖို့လုပ်နေတယ်ဆိုတော့အာနာရှင်လူတစုဘဘကြီးဘယ်အရာတွေမှာလွဲချော်နေတယ်လဲဆိုတော့ဒီနေ့ကကျွန်တော်တို့အကြံပေးခြင်းဖြစ်တယ်ကောင်းတဲ့ဘက်ကနေမကောင်းတဲ့ဘက်ကအကြံပေးမယ်ဆိုရင်တော့ခုနကလိုပေါ့အကွက်တွေတော့ရွှေ့တွေပါပြီဟုတ်တယ်ဒါကိုလည်းနိုင်ငံတကာမှာရှိတဲ့ပုံကိုယ်တွေပေါ့ကျွန်တော်တို့ကဒီလိုပဲပြောလို့ရမှာလေဟုတ်ကဲ့တိဖို့တော့လိုပါတယ်တိလဲတိလို့လဲ ဲ့ဒီငွေကြေးအားလုံးကိုအရက်ဖက်အဖွဲ့စည်းကိုပဲတစ်စိတ်ပြန်ပြီးတော့ကူညီခိုင်းတာတွေ့ပါတယ်နိုင်ငံဒီလိုမျိုးငလင်ဘေးဒဏ်ဖြစ်နေချိန်မှာလာပြီးတော့ကူညီတဲ့နိုင်ငံပေါင်းစုံကလူနဲ့လူသားတိုင်းပုံကိုယ်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ်ကဲ့အားလုံးကောင်းကောင်းနေပါ